ာဘုံဆိုရင်လုံးဝလုံးဝခက်ပြင်းပြင်း character တွေဟိုမှာဇက်ဇက်အသိန်းထီကိုခက်ပြင်းပြင်းအဲ့လိုလေးရိုက်ချက်တွေနဲ့အရန်လုတ်တက်တယ်ပေါ့နော်တို့ရဲ့ဘုမဘုံကဒါဆိုဘယ်လိုမှသူမပြမစနေလို့ဟာချင်းတယ်ဟာချင်းတယ်ဒါပေမဲ့ဒီကားလေးမှာတော့ဒါမိဘမြစ်တာအများကြီးပြထားတယ်ပြပါတယ်နော်ဆိုတော့ဟိုကြည့်ရတဲ့အခါမှာလည်းတကယ်ဟိုဟက်ထီတယ်ပေါ့ ခိုင်နေလို့ဆိုတော့တကယ်ရင်ဆုပ်ရပါပဲเนาะတကယ်ဟုတ်တယ်ဟုတ်တယ်တကယ်ဟိုလေအမေတယောက်ဆိုရယ် feeling ကိုရတယ်ပေါ့သူ့မှာသားလေးတယောက်ရှိတယ်။အဲသားလေးကငယ်ချိုးတယ်နေဘုံနဲ့ခိုင်နေဝေးပြောင်းမှာအကယ်ဒမီဝင်နိုင်တယ်ဆိုပြီးတော့ဒါအစိုးရအတန်ထွက်နေတာဟုတ်အဲ့တိုင်းပါပဲတက်တူကြပါတယ် အမြင်လေးကတော့မောက်မီပြားမှာပါဝင်ကြတဲ့သူတွေအားလုံးတို့ရဲ့ကြာရဇက်ယုံမှာအရန်ကောက်ပါတယ်။ဖြစ်စီကျင်တာတော့အကုန်လုံးနဲ့နီးစီကျင်တာအကုန်လုံးနဲ့နီးစီကျင်တာတို့ပေမဲ့လည်းအဲတခြားအရန်ကောက်တဲ့ကိုက်တွေလည်းအများကြီးရှိတာသလိုအရန်ကောက်တဲ့ကိုက်တိုင်လည်းအများကြီးဒီနှစ်ထဲမှာရှိနေရပေါ့နော်။အဲဆိုတော့ဒါကတော့အဆုံးဖြတ်ပေါ့အားလုံးရဲ့အဆုံးဖြတ်ပေါ့။ခံစားမှုကတော့မမဘုံရဲ့လက်ရအတိုင်းပေါ့နော်။အဲဒါပေမဲ့ဒီကားလေးကတော်တော်ထူးကြတယ်။ဟို ဒါမှဘုံဆိုရင်လုံးဝလုံးဝခက်ပြင်းပြင်း character တွေဟိုမှဇက်ဇက်အသိန်းထီကိုခက်ပြင်းပြင်းအဲ့လိုလေးရိုက်ချက်တွေနဲ့အရန်လုတ်တက်တယ်ပေါ့နော်တို့ရဲ့ဘုမဘုံကဒါပေမဲ့ဒီကားလေးမှာတော့ဒါမိဘမြစ်တာကိုအများကြီးပြထားတယ်ပြပါတယ်နော်ဆိုတော့ဟိုကြည့်ရတဲ့အခါမှာလည်းတကယ်ကိုဟက်ထီရယ်ပေါ့ခင်ဗျားတို့ဆိုတော့တကယ်ရင်ဆုပ်ရပါပဲနော်တကယ်ဟုတ်တယ်ဟုတ်တယ်တကယ်ကိုလေအမေတယောက်ဆိုတဲ့ feeling ကိုရတယ်ပေါ့ အဲ့ဒီခံရရဲ့ကျိုးဆောင်မှုကလည်းအခုကပေါ့ဒီကမ္ဘာဆိုရင်ဘုံဘုံနဲ့ခံနေဝေးပြောင်းတော့ကအကယ်ဒမီဝင်နိုင်တယ်ဆိုပြီးတော့ဒါအစိုးရအတန်ထွက်နေတာဟုတ်အဲ့တော့ဒါရှင်သမီးရဲ့အမြင်လေးရအောင်ဘယ်လိုရှိလဲအဲ့တိုင်းလေးပဲလားအဲ့တိုင်းပါပဲဆက်တူကြပါတယ်ခုမှသားလေးတယောက်ရှိတယ်အဲ့သားလေးကငယ်ချိုးတယ်နည်းဘဝန်တာဆရာပေါ့ဝန်တာဆရာပေါ့မဖို့ဆိုလဲရန်ကောင်းအဲဟိုမယူဆိုရင်လည်းရမ်းမိုက် ဆိုတော့ဒီထဲမှာပါဝင်တဲ့အဲ actor တွေအားလုံးကောင်းနေတိုင်ရုံကအဆပါပေါ့နော်အကုန်လုံးအရန်ကိုကောင်းရပါတယ်အာဟုတ်ကဲ့အဲမောက်မီဗျာရုပ်ရှင်ဇာတ်ကားကိုဒီဇင်ဘာလ12ရက်နေ့မှာစတင်ပြီးတော့မှအဲရုပ်တင်ပြသပါတော့မယ်ရှင်ဆိုတော့အဲဒါဟိုကိုရီးယားဟိုငယ်ချင်းလို့အမလို့ OK ရတယ်မဘူရောမယူရောပြီးတိုင်ရုံရောပြီးရင်အောင်တိဒီပရက်ရှင်အဲဒါအောင်တိဒီပရက်ရှင်ကတော့အားလုံးသိတဲ့အတိုင်း ဟိုကာကောင်းနေပဲရိုက်တဲ့အပရိုရှင်ဖြစ်တဲ့အတွက်အဲအများကြီးဟိုအပိကြပါအောင်လို့ပြောချင်ပါတယ်